အောင်သမားကြီးရဲ့တူရီတော်သားကိုလူတာဟန်ကတော့သူ့ရဲ့တမိုးကြီးမလာတဲ့နိုင်ကြီးကိုထုတ်ပြလာခဲ့တာပါကိုလူတာဟန်ဟာတမိုးကြီးနိုင်ကြီးကိုစူဆောင်းတက်တဲ့ဝါသနာရှင်တစ်ယောက်ဖြစ်ပြီးတော့ဒီတစ်ခါသူ့လက်မှာဝစ်စင်ထားတဲ့နိုင်ကြီးကတော့နိုင်ငံတကာကနိုင်ကြီးစူဆောင်းသူတွေကြားထဲမှာအလွန်တမိုးကြီးတဲ့ Patrick Philippe Nautilus Series တဲ့ကဖြစ်တဲ့အတွက်လူစိတ်ဝင်စားမှုများစွာရရှိနေတာပါ ဒီနိုင်တွေဟာကမ္ဘာနဲ့ဝင်လူချမ်းသာတွေသာပိုင်ဆိုင်နိုင်တဲ့နိုင်ဖြစ်ပြီးဈေးနှုန်းအနေနဲ့ဒေါ်လာ၄000ကနေ7000လောက်ထိဈေးပေါက်တဲ့နိုင်တွေပဲဖြစ်ပါတယ်။ပုံပြီးတန်ဖိုးကြီးစေတဲ့အချက်ကတော့ဒီနိုင်တွေဟာပတ်စံရှိတိုင်းဝယ်မရဘဲအချိန်ဆောင်ဆိုင်ပြီးမှဝယ်ယူရတဲ့နိုင်မျိုးဖြစ်ပြီးချက်ချင်းဝယ်ယူခြင်းရင်ဒေါ်လာ3000ကျော်ထိဈေးပေါက်တဲ့တန်ဖိုးကြီးလာတဲ့နိုင်ပဲဖြစ်ပါတယ်။ အနည်းဆုံးမြန်မာငွေ3ပေါင်း3000ကျော်တန်ကြေးရှိတဲ့ထိုနာရီကိုကိုလူတာဟန်ကအိနေရင်ဝစ်ဆင်ထားခဲ့လို့သူတို့မိသားစုရဲ့ချမ်းသာမှုကြီးကတော့တကယ်ကိုအားရစရာပါပဲနော်။မမစိုးလောက်ကင်နိုင်တဲ့လောက်ကင်တက်တဲ့အရေးချင်းရှိသူတမီးဖြစ်သူယုံရီလွင်မိုးရဲ့ထက်မြတ်ပုံလေးကိုအန်တီမီသူကချပြလာခဲ့တာပဲဖြစ်ပါတယ်။ယုံရီလွေမိုဟာရိုက်ကူရီမစခင်ရိုက်ကူရီစက်တင်နေအားလုံးကိုသူမဘာသူချိတ်ဆက်ပြင်ဆင်ပြုလုပ်နေကြတာကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်။ မင်္ဂလာတရားအနေနဲ့ဒီလိုရိုက်ကူးရေးပစ္စည်းတွေကိုချိတ်ဆက်ပြင်ဆင်တက်ဖို့မလွယ်တဲ့အတွက်အန်တီမီသူကတော့ဘဲကိစ္စအနေနဲ့လဲလဲဝဲဝဲရှိပြီးလောက်တက်ကင်တက်ရှိလာတဲ့သမီးလေးရဲ့တော်ပုံထက်မြတ်ပုံကိုဂုံယူစွာနဲ့ချပြလာခဲ့တာပဲဖြစ်ပါတယ်။တကယ်ကိုခေလေးကထက်မြတ်သူလေးနော်။မိဘတွေဂုံယူရအောင်တော်တဲ့သမီးကြီးလေးပါပဲ။မေပချင်ရဲ့ချစ်သူဟာသူမရဲ့မန်နေဂျာဖြစ်လေလောက်ကင်ပေးနေသူဖြစ်ပြီးတော့သူမအမေမဆုံးပါခင်ကသဘောတူပေးသွားတဲ့သူဖြစ်တယ်လို့လည်းသိရပါဗျ။ ဇပ်ပုံမင်းသမီးတလန်ဖြစ်တဲ့မင်းသမီးမေပကြီးကတော့အရန်ကိုလှပခန္ဓာလွန်းနဲ့ပွဲခန္ဓာလေးနဲ့ချစ်သူစီကလက်ထက်ခွင့်တောင်းခံလိုက်ရပြီပဲဖြစ်ပါတယ်။သူမရဲ့ချစ်သူနဲ့ချစ်သူတက်တန်းကားနေပြီးမှအခုလိုမမျှော်လင့်ထားပဲလက်ထက်ခွင့်တောင်းခံလိုက်ရတာပါ။မေပကြီးအတွက်တေချာခန္ဓာစွာပြင်ဆင်ထားတဲ့အခန္ဓာလေးနဲ့ကိုလက်ထက်ခွင့်တောင်းသွားတာနော်။တတော်လေးမေပကြီးကိုချစ်ခင်တန်ဖိုးထားပုံပါပဲ။ ဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးမိမဖြစ်သူအနားနေစေခြင်းနဲ့အချိန်မှပေါ်ရောက်ခဲ့တဲ့အဖြစ်ကိုအသေးစိတ်ပြောပြလာခဲ့တဲ့အကိုထွန်းရဲ့ဖြည့်ရှင်းချက်ပြေဆုံးလေးပါပိုးကြပြုခင်ယောက်ျားအကိုထွန်းကနေဘက်ကတငယ်ချင်းတွေအလင်းလာတဲ့အတွက်ဘားတိုင်စကားပြောရုံလုပ်ခဲ့မိတာဖြစ်ပြီးဘားပြင်းမှလုံမထားခဲ့ဘူးလို့ဖြည့်ရှင်းလာခဲ့တာပါ မိမဖြစ်သူကတူနာနေစေချင်နေတဲ့အချိန်မှာဂယုဆိုင်မှုနည်းနည်းလျှော့သွားခဲ့ခြင်းသာဖြစ်ကြောင်းဒီအပေါ်မှာမိမဖြစ်သူရဲ့ရှောက်တွေးရှောက်ရည်မှုကြောင့်ကိစ္စတွေကြီးသွားခဲ့ရခြင်းဖြစ်ကြောင်းဖြေရှင်းသွားခဲ့တာပဲဖြစ်ပါတယ်မိမကအနာကတစ်စလီမမခွာချင်တဲ့ခြေခံကြီးကြောင့်ကိုကြောင့်ဖြစ်ခဲ့စနီးတဲ့ဒီကတော့အားကျစရာပါပဲနော်။မင်းသမီးမယ်လိုဒီကတော့မိန်းကလေးတယောက်ရဲ့ဖြစ်တည်မှုကိုနှစ်သက်သဘောကျလွန်တဲ့အတွက်ဘဝစတိုင်မိန်းကလေးပဲဖြစ်ချင်တဲ့အကြောင်းဖွင့်ဟပြောဆိုလာခဲ့တာပါ။ မိန်းကလေးဖြစ်ရတာကိုအလွန်နဲ့တပ်ပြီးမိန်းကလေးတယောက်ရဲ့အလားပါဖြစ်တည်မှုတွေကလေးတယောက်ကိုပြုထောင်ပြီးမိခင်မေတ္တာပေးရတာတွေဟာမိန်းကလေးတယောက်ဖြစ်မှသာခံစားသိရှိနိုင်တာဖြစ်တဲ့အတွက်ဘဝစတိုင်းလူဖြစ်မယ်ဆိုရင်မိန်းကလေးသာဖြစ်ခြင်းကြောင့်သူမရဲ့ဆန္ဒလေးကိုပြောပြသွားခဲ့တာပါပရိသတ်ကြီးတို့ရောမိန်းကလေးယောက်ျားလေးဖြစ်တည်မှုတစ်ခုကိုရွေးချယ်ခင်ရမယ်ဆိုရင်ဘဝစတိုင်မိန်းကလေးဖြစ်ခြင်းလားယောက်ျားလေးပဲဖြစ်ခြင်းလား ဆက်ဆက်ကြောင်းလာပွဲမှာအလားပါဆုံးတော့အလိုက်ဖက်ဆုံးတော့ဝစ်စုံလေးနဲ့ပွဲထွက်လာလို့ပြိတ္တတီရဲ့ချိန်နဲ့တက်မှုတွေများစွာရရှိနေတာပါဆိုဖြင့်ဟာပရိသတ်တွေရဲ့အကြံပေးမှုတွေကိုလက်ခံပြီးသူမရဲ့စိဆက်ပွဲနေမှာနမကြီးဒီဇိုင်နာမိုးကုတ်ပေါပေါရဲ့ဒီဇိုင်နာနဲ့ပွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်။ ဆာကူရာပန်းပွင့်လေးတွေကိုအခြေခံဖန်တီးထားတဲ့ဒီဇိုင်းလေးဖြစ်လို့ပန်းရောင်လွင်လွင်လေးနဲ့တတူသမီးလေးကလှချင်တိုင်းကိုလှနေတော့တာပါပဲနော်။ဒီဇိုင်နာမိုးကိုပေါပေါကတော့သူ့ရဲ့ပုံစံတိုင်းအထက်တန်းဆန်ပြီးရိုးရှင်းတဲ့ပုံစံမျိုးနဲ့ dress လေးကိုဖန်တီးပေးထားတာမြင်တွေ့ရတာပဲဖြစ်ပါတယ်။တကယ်ကိုတော်ပါပြီတဲ့။စိုးပြင်းလေးလည်းရမ်းကိုလှနေတာနော်။အစောတော်ဆိုင်ဆိုင်ခန့်လိုက်တဲ့မင်းသမီးလေးဝင်းမုံရွှေတို့ကတော့နှစ်ပေါင်းများစွာကြာပြီးပွဲတပွဲတွေကိုအထူးထူးတက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ် ဆန်ဆန်နဲ့ဝင်းမုံရွှေတို့ကတော့အားလုံးသိကြတဲ့အတိုင်းတစ်ချိန်ကချက်ခဲ့ဘူးသူတွေဖြစ်ကြပြီး2019ခုနှစ်က From Bangkok to Mandalay ရုပ်ရှင်တစ်ခုထဲမှာပထမဆုံးတူပါဝင်တရုတ်ဆောင်ခဲ့ကြတာပါအဲ့ဒီအချိန်မှာမင်းသမီးဝင်းမုံရွှေဟာအိမ်တောင်မရှိသေးတဲ့အတွက်ဆိုင်းဆိုင်ကမင်းသမီးဝင်းမုံရွှေကို အခေါ်ပြောလုပ်ခဲ့ပေမယ့်မင်းသမီးဝင်းမုံရွှေအိမ်တောင်ကြပြီးပြန်တွေ့တဲ့ယခုပွဲမှာတော့ဆိုင်းဆိုင်ရဲ့ဝင်းမုံရွှေရောကသူ့စီးလေးနဲ့သူနေသွားကြတာကိုချီချိုးပွင့်ရတွေ့ရှိခင်ရတာပဲဖြစ်ပါတယ်။ ဆိုင်ဆိုင်ရောဝန်းမုံရွှင်ရောကမလွယ်ပိမေတူခေါ်ပြောပြင်မလုပ်ခဲ့ကြပဲဆိုင်ဆိုင်ကလည်းတစ်ဖက်အမျိုးသမီးလေးကအိမ်တောင်ရှိသူဖြစ်နေပြီဖြစ်တဲ့အတွက်မလွယ်တဲ့ online ပေါ်မှာပြန့်နှံ့မှုတွေမရှိအောင်အဝေးဆုံးမှနေသွားပေးခင်တာကိုတွေ့ရတာပဲဖြစ်ပါတယ်တချို့လူတွေက X ဆိုတဲ့ပတ်သက်မှုတစ်ခုနဲ့တအားရှင်းနှီးစွာနေပြတာတွေလက်ရှိပါတနာစိတ်နှောက်ယှက်ပြင်အောင်လှုပ်ပြတတ်ကြတာတွေအခြေခံလူချင်းဝင်နားမလည်ကြသူတွေဘာဆိုင်နဲ့ခက်ခက်တို့ကိုအတူယူတင်ပါတယ်နော်